အန်တီရဲ့နှစ်စည်းဝေါကလည်းဖြတ်သွားတာအရင်လိုပဲထင်ပြီးတော့နေလိုက်တာပြီးတော့ပြန်ဝဲလာတယ်ဘုံဆိုမဲမှောင်သွားတာပဲတအပြေးတာတဲ့တာတော့ထိခိုက်သွားတာတချစ်တော့ကြည့်သွားဖြစ်သွားတယ်အဲ့လိုကလွဲပြီးတော့မှဘူးမှစီကပတ်ကုန်မပြောနိုင်ဘူးအဲ့တော့သူတို့ပြောတယ်ဘုံသာမှန်ရင်အောက်ကိုကျင်းကြီးတူးရမယ်ကျင်းကြီးအနက်ကြီးရှေ့ရမယ်လို့ပြောတော့ ကလပ်စတာဘုံမှာလို့သူတို့ကတွေ့ဝိုက်ပြီးတော့ဝင်ခံသွားတာဟိုစိတ်ရောကိုပါပေါ့နော်ဒီရက်ဆက်ကြမ်းကြုံမှုကိုအရသာခံပြီးတော့ကိုမတိုက်ခိုက်တဲ့ပုံစံမျိုးကိုတဖြည်းဖြည်းပြောင်းလာတယ်အဲ့လိုကြီးဘုထိုင်ထိုင်ပြီးတော့အေးငါမြေးနေသွားတဲ့နောက်ငါသားသမီးတွေသွားတဲ့နောက်ငါတို့ live တော့ပါမှာအေးဆိုပြီးတော့ကိုလုံးဝစိတ်ကောလူရောပေါ့နော်အဲ့လိုခြုံခြုံကြနေတဲ့အနေထားတွေဖြစ်နေတာရှင့်ကျမရောက်မယ်လို့ထင်နေနေရပေါ့နော် အကြောင်းပေါ့အဓိကအဲ့ဒီအကြောင်းလေးကိုဦးစားပေးပြီးတော့မှကျဲပါတိုက်ခိုက်ပါဆိုပြီးတော့မှပြောထားတယ်ပေါ့အဲ့တော့ကျမလုံလုံရဲ့တော့ကတော့ထုလို့ဂိမ်းမဆိုင် စကိုင်းတိုင်းဒီပဲရင်မြို့နယ်အိုးတိန်တွင် ကြေးရွာစာတင်ကြောင်းဘုံကျဲခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတွားရောက်တရင်ယူကူညီလုပ်ကင်ပေးနေတဲ့ CDN ကထိကဆရာမရတီအောင်နဲ့အထူးမေးမြန်းတင်ဆက်ထားပါတယ်။စကိုင်းတိုင်းဒီပဲရင်မြို့နယ်အိုးတိန်တွင်ကြေးရွာစာတင်ကြောင်းကိုအကျန်းဖက်စစ်အုပ်စုကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်တေဆုံးသွားတဲ့ကျောင်းသားသူ24ဦးကိုမြေမြုပ်တကြိုလိုက်ပြီးလို့ဒေသခံတွေထံကနေသိရပါတယ်။ ပြီးခဲ့တဲ့မေလ12ရက်နေ့မနက်9:39မိနစ်အချိန်ကြောင်းတက်နေစဉ်အကျန်းဖက်စစ်အုပ်စုကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရာအဲ့ဒီနေ့မှာပဲဆီယာမာ2ဦးအပါအဝင်22ဦးတေဆုံးခဲ့ပြီးဒဏ်ရာရသူ2ဦးထပ်မံတေဆုံးခဲ့တာကြောင့်လက်ရှိမှာတေဆုံးကြောင်းသားကျောင်းသူ24ဦးကိုမြေမြုပ်တကြိုခဲ့တာလို့သိရပါတယ်ဒလိထုံဆန်ရအမိန့်ပြန်ပြီးမြေချခဲ့တာပါစိတ်မချမ်းမမြေဖြစ်ရတယ် အတော်လဲစိတ်မကောင်းဖြစ်ရတယ်လို့ဒေတာခန်တဦးကပြောပါတယ်စစ်အုပ်စုနောက်လိုက်တွေကတော့ဒီပဲရင်မြို့နယ်အိုးတိမ်တွင်ကြေးရွာစာတင်ကျောင်းကိုလေကျောင်းတိုက်ခိုက်တာမဟုတ်ဘူးလို့ပြောင်းလင်ခဲ့ပေမယ့်တကယ်မြေပြင်မှာတော့လေကျောင်းတိုက်ခိုက်မှုကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့ဆရာမနှစ်ဦးပါဝင်ကျောင်းသားသူ24ဦးကိုတော့မြေမြုပ်တကြိုလိုက်ပြီလို့သိရပါတယ်ဒီလ12ရက်နေ့ရပါတော့ဒီစကိုင်းတိုင်းဒီပဲရင်မြို့နယ်ဒီအိုးတိမ်တွင်ရွာမှာရှိတဲ့ဒီစာတင်ကျောင်းကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်တဲ့အတွက်ဟို ကလေးငယ်ကြောင်းသူကြောင်းသား22ဦးသေဆုံးပြီးဆရာ2ဦးသေဆုံးသွားတယ်လို့ကျွန်တော်သိရပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးဒဏ်ရာရတဲ့သူတွေအများကြီးဆိုတော့လေအခုနောက်ဆုံးတော့ထပ်ပြီးသေဆုံးတာတွေရှိသေးလားဗျအဲ့ဒါလေးသိပြရစေဟုတ်ကဲ့ကွယ်လွန်တာကကြောင်းသားကြောင်းသူကအယောက်20ဆရာဆရာမဆရာမပေါ့နော်2ယောက်နဲ့စုစုပေါင်း22ယောက်ပါမနေ့ကတော့ကြောင်းသားတယောက်ထပ်ကွယ်လွန်တာကြောင့်မလို့လူဦးရေက23ယောက်ဖြစ်သွားပါပြီကွယ်လွန်တာကဟုတ်ကဲ့ဒဏ်ရာရသူတွေကရောဟိုပြောလို့ရတာဘယ်နှယောက်လောက်ရှိလဲဗျ ခတ်ပန်းချေပေါ့နော် ရာကျော်ပတ်ချာလဲမှာရှိပါမယ်ရှင်အဲ့တော့ဆ ्याम မကဒီအခင်းဖြစ်တဲ့နေ့မှာပဲပေါ့နော်ခုလိုဘုံချက်ခံရတဲ့နေ့မှာပဲဆ ्याम မကိုယ်တိုင်အဲ့မှာရောက်ပြီးတော့ဟိုဆ ्याम မရှင်းပြတာပေါ့အခြေအနေလေးကိုလေနော်အเจ้าမှာဆိုတော့ဆ ्याम မကအဲ့ဒီဟိုဖြစ်တဲ့အချိန်တုန်းကဆ ्याम မအဲ့မှာရှိလားနောက်မှရောက်သွားလားအဲ့ဒီကတနေ့တာဆ ्याम မရဲ့အဲ့လိုမျိုးရိုက်ကူးရတဲ့ဖြစ်စဉ်လေးကိုနည်းနည်းရှင်းပြပါလားဗျာဆ ्याम မကမုံရံမြို့ထဲမှာရောက်နေတာလိုအပ်တဲ့ပစ္စည်းလေးတွေပေါ့နော်ပြန်ခီးမှာတုံးမဲ့လိုအပ်တဲ့ပစ္စည်းလေးတွေတော့ဝယ်နေတာအဲ့ဒီဝယ်နေတော့မှာပဲအတန်အရင်ကြားရတာ တမိုးချိန်လာလားဘာလားပေါ့နော်အဲ့လိုပဲထင်နေတဲ့ချိန်မှာနောက်တစ်ခါဖုန်းကနေမက်ဆေ့ချ်တောင်းလာတာဒါအကူညီတောင်းရဲ့အာကျောင်းကိုထိခိုက်တယ်ထိခိုက်မှုများတယ်ကုနန်တမကကုကြောက်ပါအောင်ဆိုမက်ဆေ့ချ်ဝင်လာတဲ့ချိန်မှာကျမတို့ကမုံလံမြို့လေးကနေအဲ့ဒီအခင်းဖြစ်သွားတဲ့နေရာကိုကျမတို့ကပြန်ဆုတ်ခဲ့တယ်အဲ့တော့ဒလက်ချမ်းပြန်လာတော့မှကျမတို့လမ်းမှာ၃နာရီကျော်ကြာတယ်အဲ့တော့ရောက်သွားတော့အကြောင်းလုံးပေါ့နော်ဒီစိတ်ချမ်းသာစရာမြင်ခွင်းနဲ့ပဲတွေ့ခဲ့ရတယ်အားလုံးကအပြက်အစည်းတွေပေါ့အမိုးတွေလည်းပွန့်ထွက် အာစာတင်ခုံတွေကလည်းအကုန်ပြင်ထုတ်ထားပြင်ထုတ်ထားဆိုအလောင်းကောက်ဖို့ထိုးရတာတွေးစုံနေတဲ့ဖဏတ်တွေကဘာဦးတွေစာအုပ်တွေလွယ်အိတ်တွေကျောင်းအိတ်ကြီးအဖြူလေးတွေနောက်ကိုယ်တိုင်ငယ်ချင်းတည်သွားလို့ဟိုကြယူကြလုပ်နေကြတဲ့ကလေးတွေအတားသမီးတွေပစ္စည်းတွေတွင်းတွင်းနဲ့ဟိုရှာပြရှာနေတာပေါ့ဆိုတော့လက်တန်းလေးတွေဘာလေးတွေခေါင်းဝင်လေးတွေစပင်းလေးတွေတွေ့တယ်အဲ့ဒီမိဘတွေနဲ့ဆိုတော့အာတကြောင်ဝင်လုံးဟာစိတ်မချမ်းသာစရာပဲဒီဘုံစပေါ့နော်အဲအစာနာလွင့်ထွက်ထားတဲ့ ကျင်းနေဆိုတာလည်းကြောင်းပတ်ချာလည်းမရာချီအဲ့ဒီကျင်းနေလည်းတကယ်စိတ်မချမ်းသာစရာပေါ့နော်အဲ့ဒီမြင်ခွင်းတွေတော့ကျွန်တော်ရောက်တော့တွေ့ခဲ့ရတယ်ရှင်။ဟုတ်ကဲ့ဆရာမရောက်ရောက်ချင်းပဲအဲ့ဒီမှာဟိုရိုက်ကူးရလားဟိုတခြားအဲ့ဒီဟိုကလေးတွေမိဘတွေကိုဝိုင်းပြီးတော့ကူညီဆောင်ရွက်ရရှိလား။ကျွန်မကဖြစ်တဲ့နေရာကနောက်မှရောက်တာ။အဲ့ဒီထိခဲ့တံရရတဲ့ကလေးတွေကိုဖယ်ထုတ်ထားတဲ့အဝေးနေရာပေါ့။အဲ့ဒီနေရာကိုအရင်ရောက်သွားတာ။ရောက်သွားတော့အဲ့ဒီမှာ ကုသရေးဖွဲ့နေရပါတော့။နေရာအစုံကပဲအကုန်လုံးပြေးချလာတာပေါ့နော်။သူတို့တွေကုသမှုပြုတ်နေတာလေးကိုကျွန်တော်တို့ဟိုအလေးဟိုဝိုင်းဒါလေးဝိုင်းကိုပေါ့။ခုပြီးတော့မှထိခိုက်တဲ့ကလေးတွေနဲ့ကျွန်တော်တို့လိုက်ပြီးတော့စကားပြောတယ်။သူတို့အမိတွေနဲ့လည်းသူတို့ငိုတာကိုကျွန်မလည်းရောလိုက်ငိုတာပါ။ဖက်တိတ်ဆွေးနွေးနေဆိုတာထက်ပေါ့နော်။တချို့ကကြတော့တယောက်ကတည်လို့ရွာမှာအလောင်းပြင်ထားခဲ့ရတယ်။ဒီမှာတယောက်ကထိခဲ့တယ်ညီမနှစ်ယောက်တယောက်ကအကြီးမအွယ်လုံးမင်းအငယ်မအထိခဲ့တဲ့နိုင်ငံရဲ့ဒီမှာပါလာတယ်ဆိုတော့ 都罗嘛，金盆子样的，两一片的咯。我家不咯，哎，我家嘛，经常讲，哎，要不要嘛？哎，都咯那是哈，不要，不要，不要嘛。现在你呀，有，太小大了，要大了。一路跟上也大嘛，就嘛路个，各得一路看看，妈妈没事。再讲起伢子，好当家里里的,的,的，领娘子去，是就嘛个，跟伢嘛，会古拉嘛，同学个这个，对比的，都咯嘛，不如路不一年嘛，还觉。得。 လုံလောက်တဲ့တက်တည်အချက်လက်တော့ရမှာဖြစ်မယ်ဆိုတော့ကျွန်တော်တခြားမှတ်တမ်းတွေလည်းလိုက်ပြီးတော့ရိုက်ထားတယ်ဒီကျမနဲ့လည်းဒီ movie လေးလည်းရိုက်တယ်နောက်မိသိမိထိုက်တဲ့သူလေးတွေကိုလည်းကျွန်တော်တို့မေးတယ်ပေါ့နော်တပုတ်မှတ်တမ်းတွေတခြားလိုက်ပြီးတော့ယူတာလေးတွေလုပ်ဖြစ်တာရှိတယ်ဟုတ်ကဲ့ ဆရာမပြောလဲတက်ဆက်သေးပေါ့နော်အဲ့ဒီမှာပဲစစ်ကောင်စီကညဘက်မှာတရင်ကျင်ညာတယ်ဒီဖြစ်စင်မှာဒီကိစ္စကဟိုသူတို့လောက်တာမဟုတ်ဘူးဆိုပြီးညင်းသွားတာပေါ့နော်သူတို့ဒေတာကန်ရှိတယ်သူတို့လုံရွေးကိုလှမ်းမိတယ်ဒီလိုဖြစ်စင်မရှိဘူးပေါ့လေရင်နဲ့သွားကျဲတာမျိုးမရှိဘူးလို့ပြောတယ်ပေါ့အဲ့တော့သူတို့အနေနဲ့ကလည်းဒီကလေးတွေပညာရေးအတွက်ရေတော်မြောက်ပွေးတော်အဓိကထားနေတာဖြစ်တဲ့အတွက်သူတို့လောက်တာမဟုတ်ဘူးဆိုပြီးညင်းသွားတာပေါ့ဆရာမအဲ့တော့ဆရာမနေတဲ့အပေါ်ဘာပြောချင်လဲဗျဟောစစ်ကောင်စီကဘယ်လုံးမှမှန်တရားကိုသူတို့ပြောဘူးလို့လေသူတို့ပြောတာဒီအားလုံးကအမှားတွေကြီးတယ်ဆိုတော့ အခုလည်းသူတို့ကဒီလိုလေအောင်မှာပဲဖြောင်းလိမ်ဖြောင်းစားတွေလုပ်အောင်ပါပဲအဲ့တော့အဲ့ဖြောင်းလိမ်ဖြောင်းစားကသူတို့အာနာတီနေရတယ်သူတို့လုပ်တာအဲ့တော့သူတို့ကတော့သူတို့ကိုကျိုးတယ်သူတို့လုပ်တာလေဒါကဘုံမလိုက်လံပြီးထောက်ခံနေတဲ့အားပေးနေတဲ့ယုံကြည်နေတဲ့သူတွေကကိုကျိုးစီပါဘယ်လောက်ရလဲငွေကြေးဘယ်လောက်ရထားလို့ဒီကိစ္စမျိုးမဟုတ်မှန်းတိတိနဲ့ဘူးခံပြီးတော့လုပ်ပေးနေတာလေအဲ့လိုပဲကျွန်မအမေးချင်နေရှင့် โอเคဆရာမအဲ့ဒါဆိုနောက်ထပ်တစ်ခုကျွန်တော်ဆက်ပြီးသိလို့ပါတယ်အဲ့ဒါတော့ဆရာမတော့အခင်းဖြစ်ပြီးမှရောက်လာတာဆိုတော့လေအဲ့ဒီလိုဘုံကျဲတဲ့နေရာမှာဟိုမျက်မြင်ပေါ့နော်ကိုတွေ့တွေ့လိုက်ရတဲ့သူဘယ်သူများရှိလဲဗျာသူတို့ရဲ့ပြပြချက်တရားကိုဘယ်လိုမျိုးပြောတာမျိုးကြားရလဲဟုတ်ကဲ့ကိုတွေ့မျက်မြင်သက်တည်းကတော့အများကြီးပဲလေထိခိုက်ဒဏ်ရာရတာတောင်မှလူတရားချောအဲ့ဒီတရားလုံးလုံးကဒီအကျက်တဲကနေမှအသက်ရှင်လွတ်မြောက်လာကြတဲ့လူတွေသူတို့ကအကောင်းဆုံးမျက်မြင်သက်တည်းလေနောက်သူတို့ရဲ့တမိဘဆွေမျိုးတွေအာဒါတွေအကုန်လုံးကဒီအဖြစ်ပြက်ထဲမှာအကုန်ပါတာပဲ သူတို့စိတ်တည်နေလာတဲ့အချိန်ကျရင်ကျမတို့အေးအေးဆေးမေးလို့ရမယ်အခုကျမတို့ကလေးတွေကိုမေးကြည့်တဲ့အခါမှာအန်တီရဲ့နှစ်စီးဝေါကနေဖြတ်သွားတာအရင်လိုပဲထင်ပြီးတော့နေလိုက်တာ ပြီးတော့ပြန်ဝဲလာတယ်ဘောဥဆိုမဲမှောင်သွားတာပဲတအပြေးတာအဲတအတော့ထိခိုက်သွားတာတချက်တော့ဒီပါဖြစ်သွားတယ်အဲ့လိုကလွဲပြီးတော့မှဘူးမှစီကပတ်ကုန်းမပြောနိုင်ဘူးပြောလဲမပြောရဲဘူးအကြောက်တရားရှိတယ်အင်တန်ရိုးသားလာတယ်တောတူတောင်လာတယ် အဲ့ဒီမှာရှိနေတဲ့တကယ်ဒီထက်မှာပါတဲ့ခံစားရတဲ့လူတွေမေးတဲ့ခါကျရင်အကြောက်ပြရကြီးဆိုတော့ငါမျက်နှာမပေါ်အောင်ရိုက်ပြီးအမေကနေမေးတဲ့ခါကျတော့လေအဲသူတို့မဖြေရဘူးမဖြေတတ်ကြဘူးနောက်ပြီးတော့ခဏခဏပြန်မတွေးချင်တာနေမေးရဲကျွန်မမေးရမနေ့ကမအဲ့နေရပေါ့နော်ကလေးနဲ့တွေ့တော့မျိုးဖြစ်တာလေအတက်ကဘလောက်ရှိပြီလဲအတန်းတန်းတင်တာလဲဆိုတာတောင်မှဖြေကျင်စိမရှိကြဘူးဖြေကျင်စိမရှိတာကအခုလောလောလတ်လတ်ရင်ဆိုင်ထားရတဲ့ဒဏ်ကြောင့်ရောငကိုကလေးကရိုးသားအေးစေးကြတဲ့ တော်တော်သားတွေရောမဟုတ်ရှေ့အခုဆီမတ်တွေ့တဲ့အနေထားပေါ့နော်သူတို့ဒီစစ်ကောင်စီတောက်ကန်တဲ့လော်ဘီတွေကဆက်ပြီးတော့အမျိုးမျိုးအချက်လက်နေတယ်သူတို့ပြောတာပေါ့နော်ဥပမာတစ်ခုဆိုရင်ဘုံစံမရှိဘူးပေါ့နော်ပမာလဲဘုံစံဟိုကြကွဲလို့ရှိရင်မြေကျွန်းကြီးတွေဖြစ်တယ်ဒါမျိုးပေါ့နော်ဟိုသူတို့ဘက်ကနေပြီးတော့ထောက်ခံပြီးပြောတဲ့လူတွေလည်းရှိရဆီမတ်ဆိုအဲ့ဒီဟာတွေရောဆီမတ်ကကိုတွေ့တွေ့ရဆိုရင်ဘယ်လိုမျိုးပြန်ရှင်းပြနိုင်မလဲဗျအဲ့တော့သူတို့ပြောတယ်ဘုံသာမှန်ရင်အောက်ကိုကျင်းကြီးတူးရမယ်ကျင်းကြီးအနှက်ကြီးရှိရမယ်လို့ပြောတော့ cluster ဘုံမှာလို့သူတို့ကတွေ့ဝိုက်ပြီးတော့ဝင်ခံသွားတာ ဟုတ်တယ်ရှေ့ကကျွန်မကြုံနေဘူးတဲ့ဒီတိုက်ခိုက်မှုတွေပေါ့နော်မျက်စိရှေ့မှာနေဒီဟာကြီးလည်းဘုံကလေးကျသွားတယ်ကျွန်တော်တို့လည်းမလှမ်းမကမှကျကနန်ဖြစ်စင်တယ်သူကလူခါလောက်ရှိတယ်ကျင်းနော်အနက်ပေါ့အနက်ခါလောက်ရှိတယ်ကျင်းမှာအလောက်အကျယ်ပေါ့အကျယ်ကလည်းဆယ်စီပတ်ချာနေတော့ရှိတယ်ကျင်းကြီးပေါ်လာတယ်အဲ့ဒီကျင်းကတော့ဒါတေချာပေါ့ဘုံချသွားတာကျွန်တော်တို့မျက်လုံးလေးလည်းမြင်နေဒီနားနယ်လည်းကြားတယ်ဖြစ်ဖြစ်ချင်းကျဲပြီးတော့စက္ကန့်ပိုင်းအတွင်းမှာလည်းအဲ့ဒီနားကိုရောက်သွားတယ်တေချာတယ်ဒါတော့ဟုတ် ီဖြစ်စဉ်မှာတွေ့ရတဲ့ခါကျတော့ cluster ဘုံလို့ခေါ်မိဟာကလေးတွေလည်းပြောတယ်ဘုံလည်းကြတယ်နောက်တစ်ဆင့်ထပ်ပေါ်ဖလောဆိုပြီးတော့မှဘဒူအောင်ဒုံးနဲ့ထိုးသူလို့ထွက်လာတာအဲ့ဒီဖလောကနေထွက်လို့လေနေရာအနှံ့အပြားမှာအနက်6လက်မဒုံမို့7လက်မလောက်ရှိတယ်အဝါအကျေက7လက်မလောက်ရှိတယ်ဂျင်းလေးရရားချစ်နေတာအဲ့ဒီဂျင်းလေးတွေကဘယ်ကဖြစ်လာတဲ့ဂျင်းလေးတွေသမမပွေတို့ဘောနဲ့စတဲ့နဲ့ပြတ်တာတို့ပြောတယ်လို့ကျမတို့ဘက်က ဟိုလက်နဲ့ထုတ်လို့ပေါက်ခွဲတယ်ဆိုအဲ့လောက်ထိဖြတ်အားပြင်းတဲ့လက်နဲ့ကျမတို့မှထုတ်နေနိုင်မှာတော့သူတို့လာပြစ်မှာပေါ့အဲ့လောက်ဖြတ်အားပြင်းတာကျမတို့စီမရှိပါဘူးသူတို့ဒါငလျင်ချောင်းဖို့လို့လာလှုပ်ဒန်းတဲ့အလှမွေးတွေရလာတဲ့သူတို့နဲ့တကြိတ်ခဲတညံနဲ့ဖြစ်တဲ့နိုင်ငံကထောက်ပံ့တဲ့ငွေကြေးတွေနဲ့ပြည်သူတွေပေါ်မှာရရဆက်ဆက်ဒီလိုမျိုးဖြတ်အားပြင်းတဲ့လက်နက်တွေကိုဖော်ချင်းတော်ချင်းတုံးပြီးတော့တိုက်ခိုက်နေနိုင်ပါရှင့် ဟုတ်ကဲ့ဆရာမအဲ့တော့နောက်တစ်ခုကတော့ဟိုသူတို့ထပ်ပြီးတော့စောရကတက်တာပေါ့နော်ဟိုအခုချိန်ကဟိုကြောင်းကြောင်းတက်တဲ့ယာတိမဟုတ်ဆိုပြီးတော့လည်းသူတို့ထောက်ပြတာရှိတယ်ဆရာမအဲ့ပေါ်ကရောဘယ်လိုပြောလို့မလဲ NUG ရဲ့ပညာရေးစနစ်ကဘယ်လို run နေလို့ပြောနိုင်လဲဗျအဲ့တော့ကျမ NUG မပါဘဲနဲ့အလွတ်သဘောကိုပြောမယ်အဲ့တော့သူတို့ရဲ့စကားမှာအောက်တန်းကျသေးတဲ့စိတ်ဓာတ်ကလောက်တော့ပေါ်နေတယ်ငါတို့ဘက်ကကြောင်းချင်တီမဟုတ်လို့ခွင့်တဲ့ကြောင်းကိုဘုံကျဲတယ်လို့သူတို့ဝန်ခံရရောက်ပါတယ်အဲ့တော့ သူတို့ဘက်ကပဲဖြစ်ဖြစ်ကိုယ့်ဘက်ကပဲဖြစ်ဖြစ်ပညာသင်ကြားတယ်စေဝါကုသတယ်ဆိုတာကလူသားရရဲ့အခြေခံလူအခွင့်အဲ့တော့ဘယ်အချိန်မှပဲဖွင့်ဖွင့်ဘယ်အချိန်မှပဲတင့်တင်တင်ကြားတဲ့သူရဲ့တင်ယူမဲ့သူရဲ့လာရောအညီတွေရှိနေနေတိအချိန်မှဆိုကြောင်းဖွင့်လို့ရတယ်ကျမတို့ဘက်ကကြောင်းနေကဒေတာအခြေပြုရက်ရွာအခြေပြုရက်ရွာနဲ့အစဉ်ပြေတဲ့အချိန်မှကျမတို့ကကြောင်းကိုဖွင့်တယ်အဓိကကသူတို့ဘက်ကစစ်ကြောင်းမထိုးတဲ့အချိန်ဒီလိုလေရင်ဘုံမကျဲတဲ့အချိန်ဘေးရန်တွေကင်းတဲ့အချိန်လေးတွေမှာ ဦးစားပေးဖွဲ့တယ်။နောက်ပြီးတော့စီးပွားရေးအင်အားအရလေယာဉ်လုံးမှခမင်းစားရတဲ့ဘဝတွေပို့လို့လေယာဉ်လုံးပါတဲ့အချိန်မှာပညာသင်တယ်။အဲ့ဒီမှာဒါစဘာရိတ်ကြမယ်၊ကောက်ဆိုင်ကြမယ်၊ပဲနှုတ်ကြမယ်ဆိုတဲ့အချိန်မှာတကြားလုံးနှီးပါဟာအငှားလိုက်ပြီးတော့ငွေရှာရတာ။တောင်းပညာသင်ကြားဖို့တွေငွေရှာရတာ။အဲ့ဒီတွေ့အဲ့ဒီအချိန်နဲ့လှုပ်ခင်းအောင်လို့လေသူတို့ကအကြောင်းကိုဖွင့်ညှပ်ပေးကြတာ။အဲ့ဒီတွေ့ ီလိုမျိုးကြောက်ဖွင့်ခြင်းမဟုတ်ဘူးလို့ပြောတော့မြို့ပေါ်မှာရောအခုအချိန်ကာလမှာဘာတင်တန်းဘာကြောက်မှမဖွင့်ကြဘူးလားသူတို့ပဲသူတို့ကလေးတွေကို summer school တွေ private တွေ english school တွေဘာသာစကားတွေတရုတ်ပေသီးတွေဒီလိုချိန်မတင်ကြတာပဲမဟုတ်ဘူးလားအဲ့ဒီဘက်မှာတင်ကြတာကြတော့မှန်နေပေါ့ဒီဘက်ကကလေးတွေကြတော့အခြေခံတင်ကြရတဲ့ကျောင်းတင်ရိုးလေးကိုတောင်းပါလွတ်လွတ်လပ်လပ်တင်ခွင့်မရအောင်လုပ်တယ်ဆိုတော့ကိုအောက်တန်းကြတယ်ပါသမီချင်းကိုချင်းမစားတယ် အဲ့လိုမျိုးလို့ကျွန်မတို့ပြောချင်ပါရှင့်အဲ့တော့ဒီရွာရဲ့အခြေအနေလေးလည်းဆရာမနည်းနည်းရှင်းပြပါဒီရွာကတော့ဒီ UNG စုံမိုးတင်းချုပ်ထားတဲ့နေမီလို့ကျွန်တော်အကြံပေးနားလေတယ်လေအဲ့တော့အဲ့ဒီမှာဟို PDF တက်ဖွဲ့တွေပါရအခြေပြုနေထိုင်တာလားဒီလိုရွာအလွတ်တသက်လားဟိုအခြေအနေလေးအဲ့ပတ်ဝန်းကျင်လေးရောဘယ်လိုမျိုးဟိုလုံခြုံရေးကမတိကြိုက်တဲ့ဟာမျိုးဆိုရင်လေဘယ်လိုမျိုးပြောနိုင်လဲဗျပြောနိုင်ပါတယ်ကျွန်တော်တို့အဲ့ထဲမှာကျောင်းမှာလွှင့်ထုတ်ထားတဲ့အလံကိုကြည့်လေအဲ့ဒီလံဘာလံလဲကျွန်တော်တို့ UNG ကစုံမိုးပြီးတော့မှ လာရက်ရွာကိုဖိအားပေးပြီးတော့မှအလံကိုပြောင်းခိုင်းထားတာမျိုးဘာမျိုးဆိုဒီလံပြင်စရာအကြောင်းရှိလို့လားသူကသူငကိုကလေးကတိုင်းရှိနေတဲ့မြန်မာနိုင်ငံတော့အလံလေးနဲ့အေးအေးသာသာသူကသူစာသင်နေတဲ့စာသင်ကျောင်းလေးငကိုလေးကရှိနေတဲ့အလံလေးကိုပဲကျွန်မကတိုင်တဝက်ကိုဒါလွှင့်လိုက်ပါဝမ်းနေတဲ့ထိတ်မှန်းလို့ဆိုပြီးလုခိုင်းတာလေးအဲ့တော့ဒီရွာမှာအခြေချနေတာမျိုးရှိလားမရှိဘူးရွာကမှဒီအိမ်ကြီးလေးပေါ့အိမ်အောင်စုလေးက300လောက်လေလူလေး500 600လောက်ပဲရှိတာဒါလို့အခြေချနေထိုင်တာမျိုးတွေပါလိမ့်လည်းမရှိဘူး ခုတော့တို့ကြောက်ချင်ကြောက်မှာပေါ့ဒီရွာကလေးကဒီပတ်ချနယ်မှာရှိနေတယ်ရွာအုပ်စုလေးတွေမှာပညာတတ်အတော်ထွက်တယ်အဲ့ဒီကျောင်းအုပ်စုထဲမှာပြိုင်ပွဲတွေထူးထူးဆာမွဲတွေစာစီစာကုန်းတွေစသဖြင့်ပြန်ရတဲ့အခါတိုင်းမှာအယောက်20ရွေးတယ်စုပေးတယ်ဆောင်းလိုက်ရတော့အဲ့ကျောင်းကထွက်တယ်အဲ့ဒါကတို့ကြောက်လို့ပဲပညာတတ်အားပေါ်တဲ့ရွာမှုလို့အညွန့်ချိုးပြီးတော့မှဥနိုင်လိုက်တဲ့သဘောမျိုးနဲ့ရွေးချက်ထားတယ်လို့ကျမကတော့ယူဆနေရှင် ဟုတ်ကဲ့အဲ့တော့ဟိုနည်းမြင့်အခြေအနေရအဲ့ဒီပတ်ဝန်းကျင်မှာဖြစ်ဖြစ်အဲ့ဒီရွာမှာဖြစ်ဖြစ်ဥမာဟိုတိုက်ပွဲတွေဖြစ်နေတာမျိုးစီရေးရဟိုလှုပ်ရှားနေတာမျိုးပေါ့နော်တစုံတရာတန်ရှင်ဖြစ်နေတဲ့အခြေအနေရောရှိလာအခုတို့ဘုံလာကျတဲ့အချိန်ကတန်ရှင်ဆိုတော့ဒီလိုပြောရမယ်တို့ဘက်ကတော့စစ်တောင်းတွေထွက်လာတာရှိတယ်ဒါပေမဲ့အဲ့အနီးနားဘက်ခြားလဲမှာတော့ကျွန်တော်တို့တောင်သွားလို့ရနေသေးတာလေဒီလိုမျိုးတိုက်ပွဲဖြစ်နေတာမျိုးမရှိဘူးဒါတော့သိကြတယ်ကျွန်တော်ကိုနှိုက်တောင်မှာမုံရမျိုးတွေကနေအဲ့ဒီအရောက်ကိုပြန်လာလို့ရနေသေးတာပဲ ဒီလိုတိုက်ပွဲရှိတာမျိုးမဟုတ်ဘူးသူတို့ကတော့ဒါအတိုက်ပွဲရှိလို့ခြော်ပြီးတော့ဖြစ်တယ်လို့ပြောဘာမှခြော်စရာမရှိဘူးเจ้าว่าจวาเน่เนี่ยแหละตะอาอีเสร็จๆရှိတာမဟုတ်ဘူးသူကသူဒီကြားလေးအပင်လေးတွေအောက်ထဲမှာတတရာလေးเจ้าပေါက်စားနေတယ်ဘာမှကိုမဆိုင်ပါဘူးဒီကလေးတွေပညာတတ်သွားလို့အသိပညာတွေမြင့်မားလာရဲ့သူတို့ရဲ့စိတ်အုပ်ချုပ်ရေးနဲ့အုပ်ချုပ်လို့မရဘူးသူ့ဘက်အုပ်ချုပ်လို့မရဘူးဒါကြောင့်မလို့ဒီပညာသင်ကြားရေးကိုအနှောက်အယှက်ပြေးတာပါရှင် โอเคဆရာမကုနာပြောသလိုပေါ့နော်အရင်ဘုံကျဲတာမှာဆရာမကြုံမှုတွေကျွေးကြီးတွေဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးကျဲတဲ့ခါမှာထိခိုက်မှုတွေအကြောင်းတွေလည်းရှိတယ်နော်အရက်သားတွေခလေးတွေတေးတာလည်းဒါကြိမ်ပေါင်းမနေတော့ဘူးဆရာမလည်းတစုံတရာကြုံမှုတွေဆိုတော့ဆရာမအတွေ့အကြုံရဆိုငကိုတော့ကသူတို့ဘုံကျဲတာနဲ့အခုဒီဘဝမှာဘုံကျဲတဲ့ဖြစ်စဉ်နဲ့ရှင်းရှင်းမယ်ဆိုဘယ်လိုမျိုးထူကြတာဟိုခြားနားမှုပေါ့နော်ကွဲပြားမှုတွေဖြစ်ဖြစ်ဆရာမရဲ့တုံးသက်ချက်တွေဘယ်လိုမျိုးတွေ့ရလဲတော်လိုင်းရဲ့အစပိုင်းတော့ကဒီဘုံကျဲတဲ့ခါမှာရင်မောင်းနေတာပေါ့နော်ပိုက်တော့ပေါ့လေမောင်းတဲ့သူတွေက ဟိုတရားကြည်တယ်လို့ခဲ့ဒီထဲမှာဟိုသေစီလူတဲ့စံထားတွေရရဆက်ဆက်လှုပ်လို့တဲ့သဘောထားတွေအောင်ဝဲခံလို့တဲ့သဘောထားတွေမပါဘူးဒါကြောင့်မလို့ကျဲလိုက်တယ်တဆူဝေးကွင်းမှာအဆူဝေးပြီးတော့မှလှုပ်နေတဲ့ခြေမြေကျဲတယ်ဒါပေမဲ့ဝေးဝေးမှသွားကျဲတယ်ဒီလိုပုံစံတွေ့ရအခုနောက်ပိုင်းကျတော့သူတို့ကအဲအခု live ပေါ်မှာလည်းတွေ့လာပါတယ်သူတို့ရဲ့ Facebook page တွေပါနေပါပေါ့နော်အဒီ pilot တွေရဲ့အမိသားစုတွေဘယ်မှာနေရဘာတွေနေဆိုတာပေါ့နော် live ပေါ်မှာတက်လာတဲ့ခါကျတော့သူတို့ကိုနှိုက်ကိုကကိုအောင်ဝဲခံတဲ့ပုံစံမျိုးတွေ နောက်တစ်ခါမင်းကင်းမင်္ဂလာဆောင်မှာကျဲတဲ့ခါမှာဒီလေရင်ပေါ်မှာဖောက်တယ်နဲ့လေရင်ပေါ်ကကိုတော့တချင်းနေခွင့်ခွင့်ပြီးတော့မှကိုအောင်လေအောင်သားကြီးတော့ဒီမြင်တဲ့လူတွေကဟာဒီလေရင်ကဘာလဲပေါ့နော်ဟိုတချင်းနေလဲစုပွက်ပြီးတော့ဘာလဲမသိဘူးပေါ့နော်အဲ့ဒီလိုကိုသူတို့ကဟိုစိတ်ရောကိုပါပေါ့နော်ဒီရက်ဆက်ကြမ်းကြုံမှုကိုအရသာခံပြီးတော့ပေါ့မှာတိုက်ခိုက်တဲ့ပုံစံမျိုးကိုတဖြည်းဖြည်းပြောင်းလာတယ်အခုဒီဟာတိုက်ခိုက်မှုကို မောင်းသွားတဲ့ပိုက်လော့ကလည်းသားနှစ်ယောက်ရှိတယ်လို့ ဒီ Facebook စာမျက်နှာပေါ်မှာတက်လာတယ်။သူကလည်းအိမ်တော်ရှိတယ်။သူကလည်းကလေးရှိတယ်ဆိုတော့တာသမီးချင်းကိုချင်းစာတက်ဖို့ဆိုတာလေ။လူလူအတွေးခေါ်ရှိအောင်မှဖြစ်မှာပေါ့။ဟုတ်ကဲ့ဆရာမအဲ့တော့စီးရရစီးရပြတ်မဲ့မဟုတ်တဲ့ဟာတွေဆိုင်ရင်တော့တင်ကြီးတိုင်နဲ့ပြလိရှိတယ်။စေယုံဆိုရင်ကြက်ချေကြက်၊ကြောင်းဆိုရင်တစ်မျိုးရှိမှာပေါ့နော်။အဲ့ဒီလိုမျိုးပေါ့နော်။ဟိုဆရာမတို့အနေနဲ့အဲ့ဒီရွာတွေမှာအဲ့လိုလုံမယ်ဆိုရင်ရောနည်းနည်းသူတို့ရှောင်ဒါမျိုးဖြစ်နိုင်လား။ဆရာမဘယ်လိုမြင်မိလဲ။မှန်တယ်စေယုံအဆောက်အုံတွေကို H ပုံစံဆောက်တယ်။ကြောင်းအဆောက်အုံဆိုရင် E ပုံစံဆောက်တယ်။ အဲ့တော့အဲ့ဒါတွေလုတ်လို့ဘာထိုးမလားဆိုတော့ပြီးခဲ့တဲ့2024ရဲ့မှာလားမသိဘူးเนาะဒီနိုင်ငံတကာကအကူအညီပေးတဲ့အခွဲတစ်ခုပေါ့အဲ့ဒီအခွဲကခေါင်မိုးပေါ်မှာဆေးတုပ်ပြီးတော့မှသူတို့အခွဲရဲ့နာမည်ကိုစာရေးထားတယ်เนาะအဲ့အခွဲစည်းနာမည်တော့ကျွန်မထည့်မပြောတော့ဘူးပေါ့เนาะအဲ့လိုမျိုးသူတို့အမိုးမှာစေတုပ်တယ်သူတို့ရဲ့တင်ကေတာပေါ့နော်အဲ့ဒါကိုရှင်းတာဒါကိုတောင်မှတဲ့တဲ့ဘုံကျဲချနေတာကျမတို့ကဘာမှမျှော်လင့်နေရမှာလဲ ပထမဆုံးသူခိုတလောပိုင်းလုံးကစေဝါကုသတဲ့နေရာတွေအားလုံးကိုဦးစားပေးပြီးလိုက်ပြီးတော့ဘုံကျဲတယ်။အခုပညာသင်ကြားရေးတွေကိုတေချာဘောက်ကိုရွေးချယ်ပြီးဘုံကျဲတာမသိလို့မဟုတ်ဘူး။ဘာလို့လဲဆိုတော့တခါဖြတ်ပြန်သွားပြီးသားလေဖြတ်ပြန်လို့အောက်မှာကြောင်းသားတွေရှိတယ်ကြောင်းခွင့်နေတယ်ဆိုတော့မြင်တော့မှနောက်တစ်ချိန်ပြန်ကိုယ်လာတဲ့သူအတွက်ကျမတို့ကဘာသင်္ကေတတွေလုတ်ပြလုတ်ပြရုံမှမဲ့သူကတော့ရုံမှမှာပဲလို့ကျမကပြောချင်တယ်ရှင်။ ဘလိုပဲဖြစ်ဖြစ်ပြည်တွင်းစစ်မှာသူတို့ရဲ့အားတာတဲ့ဒီလေရင်ကိုတုံးတာကိုကဒါကိုတရားမျှတမှုမရှိဘူးဆိုပြီးတော့အားလုံးကတော့ဝေဖန်သုံးသက်တာပဲလက်တွေပကတိရတယ်ဒီလိုပဲလေနော်နိုင်ငံတကာကိုလည်းဒီကိစ္စနဲ့ပတ်သက်ပြီးအခုတင်ပြရတယ်လုပ်နေတယ်လို့သိရတဲ့ခါကျတော့ဆ iam မအနေနဲ့ပေါ့နော်ဆ iam မစီရီယန်ဆ iam မဆိုတာလည်းကျွန်တော်သိရတယ်နော်ကတိကဆ iam မအနေနဲ့ဒီလိုအခြေအနေမျိုးတွေမှာပေါ့နော်ဟိုဒါတွေကိုကြော်လွှားနိုင်မဲ့အခြေအနေတစ်ခုပေါ့အနေဆုံးစစ်မဖြစ်အောင်ဘလိုမျိုးဆ iam မစဉ်းစားမိလဲဟိုဒါတွေကြော်လွှားနိုင်မှုပေါ့နော်နိုင်ငံတကာလို့ပြောတော့လေ စစ်ကောင်စီကိုအားပေးထောက်ခံတဲ့နိုင်ငံတွေရှိတယ်လေဒီစစ်ကောင်စီရဲ့လုံရက်တွေကိုသဘောကျလို့လက်ခံလို့ပေါင်းထားတဲ့နိုင်ငံတကာကထောက်ခံမှုရှိတော့နိုင်ငံတကာကိုထဲ့လည်းမတွက်ဘူးဂယူလည်းမစိုက်ဘူးအလေးလည်းမထားလို့ဒါတွေပြောင်းလို့နေလာတယ်ဒါကျမတို့ဘက်ကဘလောက်ပဲဟာဂျနီဗာကွန်ဗင်းရှင်းနဲ့လူခွေးတွေလေးစားလိုက်နိုင်လို့ပြောပြော စစ်ကောင်စီဘက်ကကိုကျိုးစည်းဝါးအရထောက်ခံထားတဲ့နိုင်ငံတွေရှိအဲ့ဒီနိုင်ငံတွေအားကုန်တဲ့လေးစည်းလက်တက်ပြည်တွင်းထမဟုတ်ဘူးအဲ့ဒါတွေဘယ်ရရမလဲအဲ့တော့ကျမတို့နိုင်ငံတကာကို တင်ပြပြစီရတင်ပြမယ်။အရေးယူခြင်းမယူခြင်းပေါဝင်ခြင်းမပေါဝင်ခြင်းကတို့တို့ဘက်ကအပိုင်း။ကျမတို့ကတော့ကိုယ်လုံးကျုံရဲ့အတွက်ကိုပဲပြင်ဆင်မယ်။ကလေးတွေဆက်လက်ပြင်ဆင်တင်ကြဖို့အတွက်လည်းလောလောဆယ်ကတော့ကျောင်းကြီးပိတ်ထားတယ်ပေါ့။အဲ့တော့စစ်ကောင်စီဘက်ကလူတွေပျော်ကြပေါ့။ဒီဘက်ကလူတွေကလေးသူငယ်တွေပြင်ဆင်တင်ကြခွင့်မရှိဘူးပေါ့နော်။လောလောဆယ်ရက်တန်ထားတယ်ပျော်ကြပေါ့။တို့တို့ကအဲ့ဒါဖြစ်စေချင်တာပေါ့။လုံးကျုံစိတ်ချရတဲ့အချိန်ဒီတည့်ရဖြစ်အောင်ကျမတို့စူးစမ်းပြီးတော့မှဒီအလုပ်တွေကိုရှေ့ဆက်လုပ်မယ်လို့လောလောဆယ်တော့စီစဉ်ထားတယ်ရှင့်။ ဒီကိစ္စမှာဆ ्याम မအနေနဲ့ဟိုဗီဒီယိုနဲ့ပေါ့နော်တင်ပေးတာပေါ့ line ပေါ်မှာဖြစ်နေတဲ့အခြေအနေဆိုတော့ဆ ्याम မကိုနိုင်ဆ ्याम မရဲ့လုံခြုံရေးရလေဟိုသုံးတရားစိုးရင်ရလားစိုးရင်ရပါလေအဲသူတို့ line ပေါ်မှာအဲ့လိုတွေသတင်းထုတ်ပြန်ပြီးဖွားနေတယ်ဆိုကျမမသိဘူးကျမကတော့ရိုးရိုးတန်းတန်းဓာတ်မှတ်တမ်းတင်ထားတယ်အဲ့ဒီနေရာချက်ချင်းတင်ဖို့လည်းအစီအစဉ်ရှိဘူးငါကကိုပဲဓာတ်မှတ်တမ်းတင်ထားပြီးတော့မှတတိကံအနေနဲ့ပေါ့နော်သူတို့ကိုတရားဆွဲဆိုတဲ့ချိန်မှာဒါကအပစ္စည်းတတ်တဲ့လူတတ်တဲ့နေတင်ဖို့ဆိုပြီးမှတ်တမ်းကယူလာတာ ယူလာပြီးတော့မှဒါကျမရဲ့မိတ်ဆွေတယောက်စီကိုကျမ i file ကိုပို့ထားတယ်။ဟုတ်တယ်ကျမကိုဖမ်းမိသွားခဲ့ရင်အကြောင်းကြောင်းသောအကြောင်းကြောင်းကြောင်းပေါ့နော်။ဒီအပြင်ပမှာရောက်နေတဲ့မိတ်ဆွေတယောက်စီပို့လိုက်တော့ "तू ကဒါလေးကိုတော့အချိန်မဆိုင်မဲ့တင်ရင်အဆင်ပြေမလား။ကျမလုံခြုံရောတင်လိုက်ပါ။ဒါကလေးတွေတော့လောက်ဖြစ်ထားမှာတော့ကျမအသက်ရွယ်နေဆယ်ကပြန်တည်ရတယ်။ကိုလုံးတဲ့လုံးလုံးနိုင်သမျှလည်းကိုလုတ်ခဲ့ပြီ။နောက်ကျောင်းကိုပြန်လှည့်ကြည့်လဲနောက်ထားရစရာဘာမှမရှိဘူး။တင်လိုက်ပါလို့ပြောတော့မှအဲ့ကြမှာကျမတို့လာရတဲ့နေရာရောက်တာလေ။ ။နောက်မှကျမဖိုင်ထက်သွားပြီးတဲ့အခါကျမှဆဲဆိုတဲ့ပေါ်မှနေပါလေဝင်လာတော့မှကြည့်လိုက်တော့ဟိုဘက်ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့မဟုတ်တာတွေပြောထားတယ်ဆိုတာကိုကျမသိရတာ။သိရတော့အခုသူတို့ချင်းချင်းဘယ်လိုကြောင်းကြားထားလဲဆိုတော့ကျမရောက်မယ်လို့ထင်နေနေရပေါ့နော်။အကြောင်းပေါ့အဓိကအဲ့ဒီအကြောင်းလေးကိုဦးစားပေးပြီးတော့မှကျဲပါတိုက်ခိုက်ပါဆိုပြီးတော့မှပြောထားတယ်ပေါ့။အဲ့တော့ကျမလုံလုံလေးတက်ကတော့ထူးလို့ခင်မဆိုင်တော့ပါဘူး။ ဟုတ်ကဲ့အဲ့တော့ဒီဖြစ်ရတဲ့ပတ်သက်ပြီးဆရာမရှင်းပြတော့တော်တော်လေးတော့ရှင်းပါပြီအဲ့တော့ရွာမှာရှိတဲ့မိသားစုတွေပေါ့နော်တည်ဆုံသွားတဲ့ကလေးတွေမိသားစုတွေဒီကိတ်တန်ရရဆိုမိသားစုသူတို့ရဲ့ခံစားရတဲ့အခြေအနေကူရပိုင်းမှာသူတို့ရဲ့စိတ်သက်ရေးအခြေအနေတွေဟိုဘယ်လိုမျိုးတွေ့ရလဲလဲအဲ့ဒီမှာထိခိုက်ဒဏ်ရာရထားတဲ့ကလေးတွေပေါ့နော်အတက်လူပြီးတော့ကုနေရစေအတွက်ကတော့ရုပ်ပိုင်းဆိုင်ရာတန်ဆွမ်းလာဖို့ကြက်မှန်လာဖို့ကပထမဦးစားပေးပြီးနောက်ပြီးကြရင်တော့သူတို့စိတ်ပိုင်းဆိုင်ရာအတွက်ကျမတို့ဆက်ပြီးတော့လုပ်ရလိမ့်အောင်မယ် မိဘတွေအနေနဲ့ကလည်းတို့ရွာတော့မိခိုးတိတ်ကိုဖြစ်နေတာပဲအရင်ကအလူရှိမှမိခိုးတိတ်ဖြစ်တာအခုကစားချင်စိတ်လည်းမရှိဘူးချက်ပြုတ်ချင်စိတ်လည်းမရှိလို့ငါတို့ချက်ပြုတ်မစားတာအဲ့ဖြစ်တဲ့နေ့ကလေးကြီးတဲ့ဒီတက်ကြီးရွယ်ဦးတွေတော့မုတ်လေးပါလေးတွေချော့မော့ချွေးပေါ့နိုင်မေးရတာလဲအိမ်ပေါက်စီလိုဖြစ်နေတာလေအိမ်ပေါက်စီလိုပဲဖြစ်မှာပေါ့မကွယ်လွန်ဘူးဆိုရင်တောင်မှထိခိုက်ဒဏ်ရာရလို့ရှိနေတယ် တချို့အဲမိသားစုနှစ်စုဆိုရင်နှစ်ယောက်စလုံးပါသွားတယ်။တမီးနှစ်ယောက်နှစ်ယောက်စလုံးအကွက်လုံးနဲ့ထဲပါသွားတယ်။သားတယောက်တမီးတယောက်အကွက်လုံးနဲ့ထဲပါသွားတယ်။အဲ့လိုမျိုးနဲ့ဆိုတော့ဖြာသူဖြာသားတွေရဲ့စိတ်ထော်မှာလဲဆိုင်ကလေးအတန်တမျိုးနဲ့မောင်းသွားရင်တောင်မှလီရင်လီရင်ဆိုပြီးတော့မှမပြေးနိုင်တော့ဘူး။သူတို့ကညကြီးမှတရက်ဆွဲသွားတယ်လို့ကြီးတယ်။ဟိုစိတ်ကိုယ်ဟာဘလို့ဖြစ်သွားကြတာလားမသိဘူး။ ပြေးပြီးလွှားပါလားလို့ပြောတော့သူတို့ကြည်ရတာမပြေးနိုင်တော့ဘူးဒီဓူးတွေမခိုင်တော့တယ်လို့မျိုးကြီးပေါ့နော်အဲ့လိုကြီးဘုတ်ထိုင်ထိုင်ပြီးတော့အေးငါမြေးနေသွားတဲ့နောက်မှတ်သားသမီးတွေသွားတဲ့နောက်ငါတို့ live တော့ပါမှာအေးဆိုပြီးတော့ကိုတော့စစ်ကောလူရောပေါ့နော်အဲ့လိုချုံချုံကြနေတဲ့အနေထားတွေဖြစ်ပြတာရှိသူတို့တော့ပေါ့နော်အခုကုညီစောင့်ရှောက်မှုတွေရောလုံလောက်လာဆရာမဟိုဘာတွေလိုအပ်တယ်အခုလက်ရှိဆရာမတွေ့တယ်လောက်ပေါ့လေလိုအပ်တာတော့အများကြီးပဲပေါ့ အဲ့ဒါဘာရယ်လို့တခုခုအမိတက်ပြောလိုက်ရင်ပြောလိုက်တဲ့ဟာကိုကိုဘက်စစ်ကောင်စီကပိတ်မှာဆိုလို့လူချင်းနေဆိုရင်လည်းဝေချေးပဲလှူလိုက်ပြီးတော့ဒီကျမလိုအပ်တာကိုဝယ်ပေါ့နော်လို့ပဲလူမားတော့ဒီကတော့ထိခိုက်ဒဏ်ရာရတဲ့လူရှိနေတယ်ဆိုတော့ထိခိုက်ဒဏ်ရာရတဲ့လူတွေအတွက်ပေါ့နောက်တော့သူတို့တွေစိတ်ပိုင်းဆိုင်ရာကုညီမှုတွေပေါ့ဒီမှာသူတို့မိခင်နေနဲ့တွေ့တယ်ငိုကြတယ်ပေါ့လက်လက်လက်မခံနိုင်ဘူးပေါ့နော်ပြန်နေတိစောက်ဖို့တော့ကတော့ချိန်ယူအောင်ပါပါ အဲ့တော့အဲ့ဒီနောက်ပိုင်းဒီအဲ့ဘက်မှာလေးရင်ပြန်တန်းတာတွေပါရောဆက်ရှိနေသေးတာဆရာမရှိပါတယ်မနေ့ကဆိုရင်ဆက်မလေးတယောက်ရဲ့နိုင်ဆက်မတယောက်ရဲ့နိုင်ရို့ကိုလောက်တိုင်းကုန်တင်းကန်းကုန်ပေါ့နော်ပို့ဆောင်တော့မယ်ဆိုရင်ဆက်ဆက်မှာလေးရင်နစီကတက်လာတယ်တက်လာတော့ခါကျတော့အားလုံးကလူစုခွဲလိုက်ရတယ်ဒီလေးရင်လာလို့တကြားပုံမှန်နိုင်ရေးမှာကျဲထည့်လိုက်ရင်ဒီတဲ့ဆုံးဖုံးမှုဖြစ်မှာဆိုလို့အဲ့တော့အဲ့ဒါကိုနားဆွပြီးတော့မှကျမတို့ကဒီ စာပနာအခမ်းအနားကိုလှုပ်လိုက်ရတယ်ပေါ့အဲ့တော့စတိုက်လာနေတာပဲအဲ့ဒီခုနနှစ်စီးတက်လာတာကကလေးမြောက်ပိုင်းနဲ့မင်းကင်းကိုဒီကြောင်တိုက်ခတ်မှုလုပ်သွားတယ်လို့နောက်တော့တရင်ပြန်ကြားရတယ်ရှိဟုတ်ပြီအဲ့ဆီယမ်နေနေပေါ့နော်အခုဒီရွာလေးနဲ့ပတ်သက်ပြီးဒီလိုဖြစ်သွားတဲ့ပတ်သက်ပြီးဘာတွေကူညီပေးဖို့ရှိလဲဗျကျမကဒီမှာတိတ်အကြာကြီးတော့နေလို့မရဘူးပေါ့နော်ကျမကလည်းတခြားအလုပ်တွေရှိသေးတာဆိုတော့တော့အောင် ။ကိုမတွားရသေးခင်ချိန်ပိုင်းခြားတွေ့မှာတော့အလူရှင်တွေပို့လိုက်တဲ့အတငွေကြီးကိုအလူရှင်တွေစန္ဒရှိတဲ့အတိုင်းတော့ဘယ်နေရာကိုလှုပ်ပေးပါလဲဘယ်နေရာလှုပ်ပေးမယ်။နောက်ပြီးတော့ဒီခွယ်လွန်သွားတဲ့ကလေးတွေရဲ့နာမည်နဲ့အသက်ကလေးတွေပါတဲ့ကြောက်စာလေးပေါ့နော်ဒီလိုအုပ်ကူလေးဖြစ်ဖြစ်အခုကလေးတွေက5ယောက်တစ်ချင်း3ယောက်တစ်ချင်း2ယောက်တစ်ချင်းအဲ့လိုမျိုးရောပြီးတော့မှမြုပ်နှံလိုက်ရတာ အဲ့လိုမြုံနာမှုဆိုတာရွာကရှိတာမှလူဝေးရနည်းနည်းကိုထိခိုက်ဒဏ်ရာရတာရယ်ထိခိုက်ဒဏ်ရာရတဲ့လူစောင့်ရှောက်ဖို့ပါသွားတာရယ်ဆိုတော့လူအင်းကနည်းသွားတယ်နည်းသွားတော့အဲ့ဒီမှာလည်းအဲ့လိုချင်းနေနေအကုန်မြုပ်လိုက်မြုပ်လိုက်တော့ကလေးတွေအတွက်ကောဆမတ်နှစ်ယောက်အတွက်ကောကျမကတော့အဲ့လိုမျိုးလေးလုပ်ပေးဖို့အစီအစဉ်ရှိတယ်စိတ်ပိုင်းဆိုင်ရာအကူအညီနည်းနည်းတော့သူတို့နဲ့တွေ့တယ်သူတို့ပြောတာကိုနားထောင်တယ်အသေးစားစက်မိုင်စောင့်ရှောက်မှုလေးတွေပေါ့နော်အဲချုပ်ထားတဲ့ဥစ္စာလေးတွေကိုဒါ စိတ်ထည့်ပေးတာမျိုးအဲ့လိုမျိုးပေါ့နော်အဲ့လိုစောက်ဆောက်မှုလေးတွေတော့လုပ်ပေးနေပါလိမ့်ရှင်ဟုတ်ကဲ့အဲ့တော့ဆရာမအနေနဲ့အခုဒီဖြစ်ရပုံမှာပြောကျင်တဲ့စံတာတစ်ခုပေါ့နော်အခုမှဆိုလိုတာကစစ်ကောင်စီရောနိုင်ငံတကာရောဒီတိုင်းပြည်အတွက်ကိုပြည်သူလူထုတွေအားလုံးအတွက်ကိုပေါ့လေဘာတွေပြောကျင်တယ်ဗျအဲ့ဒါလေးလေးပြောပါမယ်နိုင်ငံတကာကိုတွက်လဲကျမတို့အခုညတောင်းပါတယ်သူတို့ကူလို့ရှိရင်တော့အမြန်ဆုံးနဲ့ဒီဆုတ်ဆုတ်ပြည့်စုံမှုအနည်းဆုံးနဲ့ဒီတော်လိုင်းရအောင်ရသွားမှာပါကျမတို့ပြည်သူတွေကတော့ ဒီတော်လိုင်းတွေမှာအခုချိန်ထိအောင်သူတို့ကတော့ထောက်ခံအားပေးပြီးတော့ကူညီနေတယ်အဲ့တော့လည်းကျေးဇူးများကြီးတင်ပါတယ်ဒီတော်လိုင်းတွေမှာပါဝင်နေတဲ့သူတွေကလည်းအားလုံးညီညွတ်ညွတ်နဲ့လက်တွဲပြီးတော့မှဒီစနစ်ဆိုးတွေဒီလိုဘေးဒုက္ခတွေကိုအမြင့်ဖြတ်ဖို့စစ်ကောင်စီကိုတွန်းလှန်ကြဖို့အတူတူကြိုးစားကြပါလို့ပြောကြားချင်ပါတယ်ရှင်စစ်ကောင်စီအတွက်ကတော့သူတို့အာဏာတည်နေရေးအတွက်ဒါတွေကိုလုပ်နေတယ်အောက်ခြေမှာရှိနေတဲ့သူတွေကရောစစ်ကောင်စီကသူတို့အာဏာတည်နေရေးအတွက် 这里个便宜，都抢你了。你 <noise> 们，想比如吧，到那一百块不帮忙，的，别客气嘛，谢 <noise>